ဆိုမင်္ဂလာပါ။ဟုတ်မင်္ဂလာပါ။အဲ့တော့အစိစက discriminate လုပ်တာပါ။အောင်မြင်နေရတယ်လက်ခံလိုက်တာလေ။စက်ကြောက်တာကိုမင်းဦးကြောက်။ဟုတ်ကဲ့မင်းကြောက်တယ်။အဲ့ဒီအချိန်မှာတော့လေဟိုကျွန်တော်အတွက်ကားကြီးကအရင်နေပါလေ။လုံးရဲ့နားနေဆိုပူဆိုးတော့ဗောနော်ဆိုတော့အတွက် series ကနေရုပ်ရှင်ရုံပေါ်ရောက်မှမဲ့အချိန်မှာဟိုကိုကိုရန်ကလည်းဟိုအများကြီးကိုကို character ကိုကိုတောင်းဝင်ချင်ပြီးလိုက်ချင်တယ်ဆိုတော့အချိန်တစ်ခုစောင့်နေရပါတော့။ဆွဲချိန်မှာတိုက်ဆိုင်စွာပဲဒီ animation ထုတ်လို့ရနေထုတ်လို့ရနေပြီးတော့စပြီးကန်လန့်နေစပြီးကန်လန့်ပြီးတော့ဒီနေရာလေးကလိုက်ဖက်မယ်လိုက်ဖက်မယ်လို့လည်းပြောတယ်ပြီးတော့ဆမ်မလွန်ထထဝိတ္ထုလည်းဖြစ်နေတဲ့အတွက်ကျွန်တော်ရင်းစရာဘာမှအကြောင်းမရှိတော့ဘူးပေါ့နော်ဒါကျွန်တော်အဲ့တော့ကျွန်တော်ကိုကျွန်တော်ဆုံးဖြတ်လိုက်တယ်ငါစောင့်နေတဲ့အချိန်လေးတခုတော့ရောက်လာပြီဆိုတော့တာဝန်ကြီးဖို့ပဲကြံတော့တယ်ဆိုပြီးတော့ဒီကားလေးကို အာ decision ချပြီးတော့ရအောင်ဆုံးဖြတ်ပြီးလိုက်ခဲ့။ဟုတ်ကဲ့ဘူးမကွန်မွန်ရိုက်ပြန်လိုက်ဘလိုလေးသဘောကျတယ်။ဟိုအဲ့အခန်းလေးကိုလားရိုက်ရိုက်ထားတယ်ရိုက်ချက်ပေါင်းစုံကိုအရင်ကြိုက်တယ်ဘာလို့လဲဆိုတော့ point of view ပုံစံမျိုးမျိုးစုံနဲ့ရိုက်ထားတာပြီးတော့ drone နေနဲ့ရိုက်ထားတာလေတခြားနေ့ပုံခေါ်လာတယ်ပေါ့နော်ပြီးတော့အဲအဲ့ချိန်မှာအမကလည်းကောင်းလေးကိုအပြင်မှာလည်းအဲ့လိုပါပဲ ောင်းလေးကြောကြောရှိတဲ့ဗာလေးမှာဆိုလို့ရှိရင်ဒါအကောင်မလေးလာပြီးတော့ထိုင်ပြီးကျွန်တော်ဘာဝပါပဲအဲ့လိုမျိုးလေးခံစားချက်လေးနဲ့လည်းရိုက်ပြသွားဒီဘက်အဲ့ချိန်မှာလေအမှန်တမ်းပြောအဲ့လိုဘာတွေခက်စားသေးဘူးဘာမှလည်းချင်းဆိုတာရင်းနှီးခက်စားအောင်ဒီဘက်ခက်မှာပို့ပြီးတော့ခက်စားလာတာဆိုတော့ဒီဘက်ဒီဘက် drawing ကိုမှီနေတယ်လို့ဖြစ်အစိမ့်မမ်းမသိပဲတောက်နေအောင်ဖြည်းဖြည်းပဲအစတော့အေးအေးလေးနဲ့ညှိုးတာပါနောက်ပိုင်းတော့အစိတ်ကလေးပါချိုမန်းတီးကလည်းစက်တောက်သွားတာပါ ဒါပေမဲ့အဲသူကဂျားတော့တော်တော်ထိန်းနေတယ်။ဒါပေမဲ့အဖေစေးုံတက်တဲ့ခါကျတော့ဟုတ်တခါကြီးကြလို့ရှိရင်အဲအပြစ်မှာကိုမဟုတ်တဲ့ character တွေမှာဘယ်လိုမျိုးလူဘဝဘောင်စုံမှာအခက်အခဲမျိုးစုံရှိရပေါ့လား။ဘယ်လိုဖြည့်ရှင်းကြမလဲဆိုတာနဲ့ပဲစိုက်တာပေါ့။အဲအဲ့မှာမတူတာတော့အောင်မြင်ကကျော်သက်စွာဖြည့်ရှင်းမှုနဲ့တော့မတူဘူးဖြစ်သွားတယ်။ကျော်သက်ဆောင်ဆိုရင်ဒီကံမှာစိတ်အရင်မာလိမ့်မယ်။အောင်မြည်ဒီစိတ်အရင်ပျော်တယ်။ဖြည့်ရှင်းမှုကိုပဲသူအားစိုက်လိုက်တာဖြစ်တဲ့အတွက် ျွန်တော်ဆောင်မဟုတ်တဲ့အောင်မြင်ဖြည့်ရှင်းနည်းနဲ့ဖြည့်ရှင်းလိုက်တာတော့အများသဘောကျတယ်ပေါ့နော်ဟုတ်လေရှိတော့ခုနပြောလို့ပါဒါဒီအစိမ့်မန်းတည်ရင်တော့မသူမသိပဲနဲ့တောက်နေရသူကိုယ်တိုင်လည်းမျောတော့တာပေါ့ပြန်တိလိုက်တဲ့အခါမှာငါစိတ်တက်သွားပြီဆိုတော့ခံစားချက်ရပါတော့ရုံးထွက်လို့မရတော့ဒါပေမဲ့ဖြတ်ချခဲ့တဲ့အခါမှာကိုကအဲ့ဒီအစိမ့်မိသွားတာပေါ့ဩဟုတ်လေဒီလိုဆိုရင်ကိုမျိုးရိုက်ပြတဲ့ကြက်ချက်တည်းတော့ကျွန်တော်တို့အထူးပြုလုပ်ရအောင်ပေါ့နော်ဟိုဆိုင်နေတော့တိတ်ပြီးတော့မသိတာဘူး ိုကိုတိုင်းအခန်းနေကိုကိုအခန်းသူခန်းနေရိုက်တာတွေမရှိရရှိရတယ်ဆိုတော့ရိုက်ပြီးတော့အခန်းမှာပို့ပြီးတည်တာပြန်ကြည့်ရဲ့အခန်းမှာဟုတ်အခန်းထိုင်ခန်းထိုင်မှာမျောသွားတယ်ကိုကိုတိုင်းပြန်ကြည့်တော့ကျော်ထက်ဆုံးတွားကြည့်ရတဲ့ခန်းစားချက်မရှိဘူးပေါ့နော်ဒါကကိုကောင်းမလို့လားတော့မသိဘူး ကိုကားတိုင်းမှာကားတိုင်းမှာအဲ့လိုဖြစ်ချင်တာဘာလို့ဆိုကျွန်တော်တစ်ချိန်ချင်းအသက်ကြီးသွားလို့ကျွန်တော်ကားကြီးပြည်ကြီးရတာကျွန်တော်ဂုံယူခြင်းနဲ့ကျွန်တော်ပီတိဖြစ်ချင်တယ်ဆိုတော့ကျွန်တော်အရင်ကားရိုက်နေပါတယ်ဟိုလက်ခံတာနေတယ်ပြောမှာကျွန်တော်တိတ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးဆိုတော့ကိုတောင်းဝင်ကြီးရဲ့နိုင်မဲ့ကံဝယ်ရွေးရိုက်တယ်ပေါ့နော်ဆိုတော့ဒီကားကိုရိုက်ရင်ခါမှာအရင်ပီတိဖြစ်မိတယ်မနေ့ကဆိုကျွန်တော်ပြန်လာတဲ့ခါမှာကျွန်တော်ဟင်းကောင်းတစ်ခွက်ချက်ခဲ့တဲ့အိမ်ရှင်မတယောက်လိုပဲကိုချင်းတဲ့ဟင်းလေးကို ရတာရှိလို့ပြောတဲ့ခါမှာအရင်ပီတီဖြစ်တယ်လို့ပေါ့ကိုရိုက်ခဲ့တဲ့ကားလေးဟိုချီကျူးတဲ့ခါမှာကျွန်တော်ပီတီဖြစ်တာလူခန်းစားချက်တွေပဲအများကြီးလိုချင်တဲ့အတွက်ကျွန်တော်ကားရိုက်တယ်မှာအရင်စီစီပြီးရိုက်ဖြစ်တာပေါ့နော်ဟုတ်ခိုင်ကြလို့ရှိရင်ကျွန်တော်ဟိုအထင်လွဲကြတာရှိရပေါ့ကျွန်တော်အထင်လွဲကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကားလေးမရိုက်ဘူးအာနည်းနည်းအကြီးများတယ်ခြေတယ်မနာကြီးရယ်လို့ထင်တယ်မဟုတ်ပါဘူးတကယ်တော့ကျွန်တော်ကျွန်တော်ရိုက်ပြီဆိုတော့ကျွန်တော်ထောက်ဝင်းအပြေဝယူခြင်းပဲ ပရိုဂျူဆာပိုင်းနဲ့ပရိုဂျူဆာနဲ့ကျွန်တော်ကိုဂျင်းနေရမယ်ကျွန်တော်စိတ်ချမ်းသာအောင်ကျွန်တော်နဲ့ရရပျော်အောင်သူ့ကိုရွေးချယ်လို့မမအောင်ဆိုရယ် feeling ပေးနိုင်တဲ့ကာမျိုးပဲကျွန်တော်ရိုက်ချယ်တာဒါကြောင့်ကျွန်တော်ရတဲ့အခါမှာရတော့အားဖိုက်ပြီးလုပ်ဖြစ်တာမဟုတ်ဘူးဒီတေးတယ်မဆိုရင်မင်းသားမြောက်ကိုတဲနဲ့ပြုတ်ထားပြီးမင်းသမီးတောင်ကလှပတော့ပေါ်ပြတာအဲ့တော့မှပေါ်လို့လားပေါ်လို့လားအလိုက်ပေါ်တာပေါ့ မင်းသားကိုပေါ့ဘယ်သူမှကြည့်ချင်မှကြည့်မယ်လေဒါပေမဲ့မင်းသားနေခေါင်းပေါ်ရအောင်ဆိုခေါင်းပေါ်အဲ့တော့ဒီလိုပါပဲ driver ကတဲတဲ့မြုပ်ဆိုလည်းမြုပ်နေတာပဲကျွန်တော်တို့ရေထဲဆင်းဆိုလည်းဆင်းလိုက်တာပဲခင်အောင်မင်းဟိုဟာဒီခါမှာအင်ချုပ်ရရမယ်ဆိုလည်းရိုက်လိုက်တာပဲအဲ့လိုပေါ့ driver ရဲ့စိတ်ခိုင်းမှုပါပဲအပြင်မှာဘလောက်ခင်ခင် shooting မောင်းရအောင်သူဒီ driver ဖြစ်တဲ့အတွက်သူ respect ပေးရမယ်ဆိုရဲခံစားချက်ဖြစ်နေတဲ့အတွက်အဲ driver ဦးမင်းနဲ့ပြန်ဆုံတဲ့ခါမှာအပြင်ဦးမင်းမတူတဲ့ feeling ပဲပို့ပြီးတော့ ပို့ပြီးနည်းနည်းတော့လန့်တယ်ဖက်မှာကြောမှာကြတော့နောက်ကွယ်မှာဘာရှိရဲဆိုတော့ကိုယ့်ရဲ့ကိုမမြင်နိုင်တဲ့အရာတခုကိုမှန်မှမြင်ရတယ်ဆိုတော့ပေါ့တဲ့ခါချလို့ရှိရင်လူတွေကကိုယ့်ကိုယ်ကိုမတွေ့ရကျွန်တော်တို့အဲ့ချိန်မှာကျွန်တော်တို့မျက်နှာမမတက်ငယ်မျက်နှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်မမြင်ရကျွန်တော်တို့ကမှန်မှပဲမြင်ရမှန်တစ်ချက်လို့ကိုယ့်ကိုယ်ပြန်မြင်နိုင်ဖို့အဲ့မှန်လေးထောက်လာဒါကတော့ကျွန်တော်တို့ဒီ ad director နဲ့လည်းဆိုင်တာပေါ့နော်ဟုတ်ဟုတ်ဟုတ်ပါရတဲ့ခါမှာဒီလိုကြည့်လိုက်အာအဲ့တော့ အဲအခုအဲ့ထဲမှာနှစ်ချက်အပြည့်မှာခုနှစ်ချက်ကျွန်တော်နောက်နေ့ပါတော့ရအောင်ပါဒီဒီလိုဒီလိုမျိုးဒီလိုလေးထိပြီးတည့်ရပရမသဘောမှာပိုင်းရိုက်ခံအမပိုင်းရိုက်ပိုင်းရနာဝါမဲမူရလည်းကောင်းတော့ကျွန်တော်ငိုချင်တာငိုလို့မရဘူးမိမကမငိုအောင်မိမျက်ရည်မကျနဲ့ဆိုပြီးမိမျက်ရည်မကျအောင်တင်းရတာအမပြီးလဲပြီးတော့ထိုင်ငိုတာဘယ်လိုဖြစ်သွားလဲအဲ့လိုလားဘာခုနှစ်ချက်အောင်ရိုက်ခံတာဘာရိုက်ခံလို့ ဟိုဟိုဖြစ်သွားတာမဟုတ်ဘူးပါးရင်းလေးကခံစားလေးရတာဖောင်းလဲဆိုရင်မူးဝင်သွားမူးဝင်သွားမူးကတကယ်ရိုက်ခိုင်းတာကျွန်တော်ကျွန်တော်ဆက်ဆက်ရိုက်တာမလုပ်နဲ့ဘို့ဆိုတော့ဒီနေ့ချိန်မှာပြန်ကြည့်ရင်ငါပါးတကယ်ရိုက်ခိုင်းလိုက်ရရင်ကောင်းမှာဆိုတော့ကျွန်တော်ဖြစ်ချင်တယ်ရိုက်ကိုရရဥမာတကယ် reality မှာတော့ဒါနဲ့ထိုးစေထိုးလို့တော့မရဘူးပေါ့ဒါပေမဲ့ပါးရိုက်တာလောက်ကတော့ ာရိုက်ခံသိနေလို့ထင်တယ်ဒီကားအတွက်ပိတ်ဆက်တယ်ဆိုရယ်စကံလုံးကြီးတယ်ပို့ကြိုးစားမယ်ဆိုရယ်စကံလုံးမယ်စကံလုံးရဲ့အောက်ကနေပဲရိုက်ခံလိုက်တာရိုက်ခံတာမှာကျွန်တော်ကဘရာဆယ်မှာအဲနှစ်ခါပြန်ယူတော့နှစ်ချက်သုံးချက်ဒီဘက်ကပြန်ယူတော့၆ချက်ခုနှစ်ချက်ဒူးထောင်းတော့ဖောင်းလို့တကယ်ထောက်ချာကျွန်တော်မူအမှန်လေးလောက်ချင်တာပေါ့နော်ဖောင်းပြီးတော့လောက်ခွင့်ရဖို့ခဲရင်လည်းလုတ်ခွင့်ရတဲ့အခါမှာအကောင်းဆုံးလုတ်ချင်တယ်ဆိုတော့အဲ့ကျွန်တော်လည်းဒူးထောင်းလိုက်တဲ့ချိန်မှာအဲ့အဲ့အတိုင်းကျွန်တော် တကယ်ဒူးနဲ့အိုက်ချမ်းမြင့်နဲ့ခွက်ခနဲ့ဆိုပြီးရိုက်နေတာချာဘာမှတော့မဟုတ်ဘူးပြောရင်တော့အကြီးပြောတာမဟုတ်ပါဘူးဟိုတကယ်ပေါ့နော်ပါရိုက်မှာရတကယ်ရိုက်လုံးမှာတကယ်လုံးလောက်ကြာဆိုတော့ပြီးတော့သူသူ့ရဲ့မူကတဲလာတာသူဒီမျိုးသမီးကိုဒီလိုလက်မခံဘူးဆိုတဲ့ကိစ္စကိုပြောဖို့အတွက်ကိုခံစားချက်ရှိရဲ့အဲ့မှာသူပြောနေတယ်ဒီအရင်ပြောနေတာမဟုတ်ဘူးအဲ့လိုပြောပေါ့လာကြည့်တဲ့ပိတ်သက်ပြပါလေ ဒီကနေ့ပတ်သက်စနေပတ်သက်ပါလေးပြပြခြင်းလေ reality မှာတကယ်ဖြစ်တဲ့အကြောင်းအရာတွေလည်းအများကြီးတိုက်ဆိုင်ပါတယ်ဆိုတော့ဒီအစိတ်ကားလေးကပြိတ္တတော့ဟိုအတိလေးတစ်ခုတော့ရမယ်လို့ထင်ပါတယ်ဒီအများကြီးတော့ပါတယ်